မန်ယူအာဆင်နယ်ချဲဆီးပွဲတွေအပါအဝင်စနေနေ့ညမှာကစားမယ်ပွဲစဉ်၅ပွဲစူပါကွန်ပျူတာရဲ့ခံမှန်းချက်အလုံးမဲမင်္ဂလာပါ City Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ် Premier League ပွဲစဉ်စတင်မှာတော့ Spurs Manchester United ထိတ်တိုက်တွေ့ဆုံမှုအပါအဝင် Arsenal Sunderland Chelsea Wolves ပွဲတွေကိုပါကျွန်တော်တို့ကြည့်ရှုသွားအောင်ဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့စနေနေ့ညပွဲစဉ်တွေကိုစူပါကွန်ပျူတာနဲ့အတူခံမှန်းပေးသွားပါမယ် မစခင် CME ကို YouTube မှာ subscribe မလုပ်ထားအသင့်နဲ့လုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါစပါမန်ယူပွဲနဲ့စလိုက်ပါမယ်ပွဲစဉ်17ရက်အစောဆုံးပွဲပြီးတော်တင်ဟန်က အင်ဂွေးမှာ United ကိုအဲ့ခံကစားသွားဖို့ရှိနေပါတယ်မြောက်စံတော်ချိန်ည9နာရီမှာပါမေလာဘီဘာအိုမြို့မှာ Europa League ဘောလုံးပွဲပြီးဒီနှစ်သင်းနောက်ဆုံးရင်ဆိုင်ထားတာဖြစ်ပါတယ် ဒီအဒီစပိုင်ရရမှတ်အများစုကဝေးကွင်းကနေလာနေပြီးတော့အင်ကွင်းမှာတော့ပရီးမီးယားလိမှာအဆိုးဆုံးအသင်းဖြစ်2025ခုနှစ်အတွင်းကိုးပွဲအထိရှုံးနိမ့်ထားတာပါမကြသေးခင်ကလည်းလန်ဒန်ပြိုင်ဘက်ချယ်ဆီကိုဂျာဝဘက်ထရိုရဲ့တလုံးသေးသောသွင်းကွင်းနဲ့အင်ကွင်းမှာရှုံးနိမ့်ထားပါသေးတယ်တစ်ဖက်က United တို့ကတော့ရှေ့မှာ Sunderland Liverpool Brighton တို့လိုအသင်းကောင်းတွေကိုဇက်တိုက်နိုင်ယူထားပြီးမှနောက်ဆုံးပွဲမှာ Nottingham Forest ကိုတည်ရရဖို့ပြင်းထန်အားထုတ်ခဲ့ရတာကိုလည်းမြင်တွေ့ခဲ့ရပါတယ် စူပါကွန်ပျူတာကတော့ဒီဘက်မှာ ancient spa အသင်းဘက်ကသာပေးထားပါတယ် ancient spa အသင်းက9.49ဒသမ500ခိုင်နှုန်းအထိရှိနေပြီအဲ့ဒါ United ဘက်မှာတော့9.26ဒသမ400ခိုင်နှုန်းကရှိပါတယ်ဒီနှစ်သင်းကြာသေးကြာသွားနိုင်ကြီးကတော့26ဒသမ100ခိုင်နှုန်းရှိနေတာပါဂျာရဲ့ Champions League ပွဲစဉ်မှာလည်း spa က Copenhagen ကို4-0နဲ့နိုင်ရပြီးစိတ်တက်တက်ကြွနေပါတယ်ဒါပြင် United နဲ့တွေ့ဆုံတဲ့နောက်ဆုံး9ချိန်မှာလည်း spa ကရှုံးပွဲမရှိတာပဲ9ပွဲနိုင်2ပွဲသေးရလည်းရရှိထားတာပါ မနေ့ကဘောလုံးရာသီမှာလဲစပါကပဲ United ကိုမှတ်ပေးပြိုင်ပွဲမှာနှစ်ကြော်လုံးအနိုင်ယူထားပါတယ်ဒီဒီချိန်ကတော့1959 1960နောက်ပိုင်း၃ချိန်ဆက်အနိုင်ယူဖို့စပါဘက်ကပြစ်မှတ်ထားလာမှာပါဒီနှစ်သင်းကြတိုက်စစ်ပိုင်းကကွာဟချက်မရှိပေမဲ့ပေကို16ဂိုးကိုဒီခွင့်ပြုထားတယ် United ခန်းစစ်ကအတော်လေးကိုအားနည်းချက်များနေပါတယ်ဒီပွဲမှာတော့အင်ရှင်တွေကပဲ2-1နဲ့အနိုင်ရသွားမယ်လို့ CIB လဲခံမှန်းပေးထားကြပါတယ်ဒုတိယပွဲစဉ်ဖြစ်မွာဆန်နိုချိန်ည9:00ခွဲမှာ Everton က Fulham ကိုဧည့်ခံကစားသွားမှာပါ ဒီပွဲမှာအဓိကဇက်ကောင်ကတော့နီးပြဒေးဗစ်မိုယက်စ်ပါ။မိုယက်ဟာပရီးမီးယားလိမှာဖူဟန်နဲ့32ကြိမ်တွေ့ဆုံမှုပြီး19ကြိမ်အထိအနိုင်ရထားပါတယ်။လေးပွဲတည်းရင်နဲ့6ပွဲသာရှုံးနိမ်ထားတာပါ။အမှတ်ပေးပြန်ပွဲမှာအသင်းတစ်သင်းတည်းကိုပဲအကြိမ်20နဲ့အထက်အနိုင်ရဘူးတဲ့တတိယမြောက်နီးပြဖြစ်လာဖို့လည်းရှိနေပါတယ်။ Silas Ferguson က8သင်းကိုအကြိမ်20နဲ့အထက်အနိုင်ယူခဲ့ပြီးအာဆင်ဝင်းကားကတော့4သင်းကိုအကြိမ်20နဲ့အထက်အနိုင်ယူခဲ့ဘူးသူပါ။မိုယက်လည်းစီစင်းနေဝင်ဖို့ခွင့်ရရှိနေပါတယ်။ နောက်ဆုံးသုံးဘွဲ့ဆက်နိုင်ပွဲပြောက်ထားတဲ့အချိန်စူပါကွန်ပျူတာကတော့ Ancient Everton ကိုပဲ9.45ဂိုင်းလုံးပေးထားပြီးအဲ့တဲ့တဲ့နိုင်ဂျီကတော့29.400ဂိုင်းလုံးသာရှိပါတယ်။အေးကြသွားနိုင်ဂျီက26.800ဂိုင်းလုံးမှာတစ်ဖက်မှာ Fulham ကတော့ကျန်ခဲ့တဲ့အပတ်က Wolf ကိုအနိုင်ယူပြီးတရသည့်သုံးဘွဲ့မြောက်နိုင်ပွဲကိုရှာဖွေတွေ့ရှိထားပါတယ်။သုံးဘွဲ့လုံးကိုတော့အိမ်ငွေးနေမှာပဲအနိုင်ရခဲ့တာပါ။ Everton နဲ့နောက်ဆုံး9ဂိုင်းတွေ့ဆုံရမှာတော့သုံးဘွဲ့နိုင်သုံးဘွဲ့တည်းဒီဘွဲ့သာရှုံးနေထားပါတယ်။ဒီဘွဲ့မှာတော့အိမ်ငွေးအားကောင်းတဲ့ Everton ဘက်ကပဲဆီယံပြေးလေးရက်တီကျင်ပါတယ်။ ်အေဗာတန်ကပဲ2-1လောက်နဲ့နိုင်ရသွားပါလိမ့်မယ်ပွဲစဉ်သုံးပါလဲမာဆန်တော်ချင်းည9:00နာရီခွဲမှာအင်ရှင်ဝက်ဆမ်ကဘန်လီကိုဧကန်ကစားသွားမှာပါဝက်ဆမ်ကလောလောလတ်လတ်မှာပဲနယူကာဆယ်ကို3-1နဲ့နိုင်ရထားပြီးနိုင်ပွဲကိုဆွဲဆန့်ဖို့အတွက်ဘန်လီကိုအိမ်ခွေးမှာအနိုင်ကျန်ဖို့ကြိုးစားလာမှာပါဒီနှစ်သင်းကြားထိတ်တိုက်တွေးဆမှုကိုကြည့်မယ်ဆိုရင်လေနူနိုဆန်တိုရဲ့အသင်းကဘန်လီကိုနောက်ဆုံး6ချိန်ဆက်ရှုံးပွဲမရှိအောင်ကစားထားနိုင်ပါတယ်။စူပါကွန်ပျူတာကတော့အင်ရှင်အသင်းကိုနိုင်ကြီး68.900ခန့်အထိပေးထားသလို ဗန်လီဘက်ကလည်းဟမ်မားစ်ရှင်နဲ့တွေ့ရင်ရလက်ကောင်းတာတော့နည်းပါတယ်နောက်ဆုံး၁၇ကြိမ်မှာနှစ်ပွဲပဲအနိုင်ရတာပြီး9ပွဲရှုံး2ပွဲသေးရပါဒါကြောင့်ဒီပွဲမှာစူပါကွန်ပျူတာကဧည့်သည်အသင်းကိုနိုင်ကြီး26ကျောက်တက်မှ100ရာခိုင်နှုန်းသာပေးထားတာသဘာဝကျတယ်လို့မြင်ပြီးတော့သိကြသွားနိုင်ကြီးကတော့26ရာခိုင်နှုန်းရှိနေပါတယ်ညှော်လင့်ထားနိုင်တာကဒီနှစ်သိန်းကြားအပြန်အလှန်သွင်းကိုမြင်ရဖို့မရှိတာပါလူလူစန်တိုရဲ့လက်အောက်မှာဝက်ဆမ်စုစုပေါင်း၉ပေါက်တဲ့ကံကျ၁၆ချိန်ပဲရှိတာပြီဒီတဲက၉ချိန်ကနယူကာဆင်ရဲ့ပွဲမှာကံဝင်ရခဲ့တာပါ တပတ်ကဘန်လီကလည်းတရားစီမှာပြန်ဘက်၉ပေါက်ကိုကန်ဖို့အားထုတ်မှု84ချိန်နဲ့အ ਨੇ စုံအသင်းအဖြစ်ရည်တည်နေပါတယ်။တခုတတိထားရမှာကဘန်လီကဒီယာစီမှာ၃ပွဲအနိုင်ရတာပြီး၂ပွဲကတန်းတက်အသင်း၂သင်းကိုအနိုင်ရတာဖြစ်ပြီးတစ်ပွဲကတန်းစင်းစုံတဲ့အသင်းကိုအနိုင်ရထားတာပါ။တန်းစင်းစုံတဲ့ရောက်နေတဲ့အသင်းတွေနဲ့တွေ့ရမက်ရဖို့အပြင်းထန်အားထုတ်လေးရှိတဲ့ဘန်လီရဲ့သဘောတဘာဝကိုတွေ့ရပါတယ်။ဒီကနေမှသူတို့ရမက်တွေစူးစောင်းပြီးတန်းစင်းစုံကနေရုံးထွက်နေတာပါ။ ။အင်ရှင်ဝက်ဆမ်ကတော့နယူကာဆယ်ကိုနိုင်လိုက်တယ်ဆိုတာကတော့ကြေလောင်တဲ့သတင်းစကားပါပဲ။ဟမ်မာဆွေပြန်လာနေပြီဆိုတာက CMB လည်းဒီဘွဲမှာအင်ရှင်ဝက်ဆမ်ဘက်ကပဲရည်တည်ချင်ပါတယ်။ဝက်ဆမ်2နေဘန်လီလို့ခံမှန်းပေးချင်ပါတယ်။ပွဲစဉ်၄မှာတော့ဆန်ဒါလန်အာဆင်နယ်ဘွဲကိုကြည့်ရှုရမှာပါ။စနေနေ့တနင်္ဂနွေနေ့မနက်မြန်မာစံတော်ချိန်ည12:00နာရီမှာပါ။ င်ကွင်းရှုံးဘွဲ့မရှိသေးတဲ့ဆန်ဒါလန်မှာနိုင်ဂျီ73.5ခန်းလုံးပဲရှိတယ်လို့စူပါကွန်ပျူတာကခန့်မှန်းပေးထားပြီးဇယောဦးဆောင်သူအာဆင်နယ်ကတော့69.8ခန်းလုံးအထိအနိုင်ရဖို့လေးသားနေပါတယ်ဒီပွဲကလည်းထူးခြားတဲ့ပွဲပါဆန်ဒါလန်က top 4တွင်းကအသင်းတွေနဲ့ရင်ဆိုင်ရတဲ့အခါနောက်ဆုံး23ပွဲစတိုင်အနိုင်မရထားပါဘူးခုနှစ်ပွဲတည်းရ16ပွဲရှုံးထားတာပါ top 4တွေကအသင်းကိုကြောင်နဲ့တွင်နောက်ဆုံးအနိုင်ရထားတာက2000စနစ်တော့ကမက်ဆီဒီယက်တင်းတဲ့ပွဲစဉ်မှာအိမ်ဝင်း1စီးနဲ့နိုင်တဲ့ပွဲဖြစ်နေပါတယ် ဂန်နာရိုရဲ့ကပတိန်ဟောင်းကြီးဂရင်းနစ်ချာကာကတော့သူ့လက်ရှိအသင်းရဲ့ဒီမှတ်တမ်းဆိုးကိုချိုးဖျက်သွားဖို့ဥဆောင်လာဖို့ရှိနေပါတယ်။ကြံခဲ့တဲ့ Everton နဲ့ဒီရဲ့ကြားတဲ့ပွဲမှာတော့အသင်းအတွက်ပထမဆုံးသွင်းကိုဆွစ်ဇာလန်သားကြီးကသွင်းယူပေးထားနိုင်ပါတယ်။2023ခုနောက်ပိုင်းပထမဆုံးအကြိမ်ပရီးမီးယားလိနှစ်ပွဲဆက်ဂိုးသွင်းယူနိုင်ဖို့လည်းကြိုးစားသွားရဖို့ရှိနေတာပါ။လက်ရှိမှာအာဆင်နယ်ကပြိုင်ပွဲဆုံးနောက်ဆုံး10ပွဲဆက်အနိုင်ရထားတဲ့အသင်းမှာစနေလနဲ့နောက်ဆုံး15ပွဲရင်ဆိုင်ရမှာလဲ10ပွဲနိုင်9ပွဲတည်းရှုံးပွဲမရှိထားပါဘူး။ သမိုင်းတစ်ချောင်းချောင်းနဲ့တွေကို၃ချိန်သာကန်းထားလို့ရှုံးနေထားဖို့ပြီး၃ချိန်လုံးကအဝေးကွင်းလာကစားရင်ရှုံးနေတာပါ၃ပွဲလုံးမှာရလကတော့10တွေ ကြီးပါပဲတေကံဘောအားကောင်းတဲ့အသင်းနှစ်သင်းလာတွေ့နေတာဆိုတော့ပွဲကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်နောက်ဆုံးတွေ့ဆုံမှုတွေမှာဆိုရင်လည်းအင်ကွင်းအဝေးကွင်းမရွေးအာဆင်နယ်ကစန်ဒါလန်အောင်ဂိုးပြည့်တွေကြီးတွင်းနေတာပါဒါအပြင်ဒီတစ်ပတ်မှာအမှတ်ပေးဖလားပြိုင်ပွဲမန်စီးတီးနဲ့လီဗာပူးတို့ထိတ်တိုက်တွေ့ဆုံမှုကလည်းရှိနေတော့ဒီအနေထားကိုဖွင့်ကောင်းယူဖို့အာဆင်နယ်တို့ကြိုးစားလာမှာပါ ဒီဘွဲကလွယ်မြောင်နဲ့ခက်မဲ့ဘွဲလိုပဲမြင်ပါတယ်သို့တော့အာဆင်နယ်ဘက်ကပဲအသာပေးခြင်းပြီးဧည့်သည်အသင်းကပဲ1-3လောက်နဲ့နိုင်ရသွားပါလိမ့်မယ်ဘွဲစဉ်၅ဖြစ်တော့စနေနေ့ရဲ့နောက်ကျဆုံးဘွဲစဉ်ဒီတပတ်ရဲ့နိုင်ဂျီအမြင့်ဆုံးအသင်းဖြစ်တဲ့ Chelsea က Wolves ကို Stamford Bridge မှာအခံကစားသွားဖို့ရှိပါတယ် Super Computer ကတော့ Chelsea နိုင်ဂျီ83.2ရာခိုင်နှုန်းပေးထားပြီးဧည့်သည် Wolves အသင်းနိုင်ဂျီကတော့71.3ရာခိုင်နှုန်းသာရှိထားပါတယ်ပေါ်တူဂီနီးပြား Vitor Pereira ကိုလောလောလတ်လတ်ထုတ်ပယ်ထားတဲ့ Wolves အသင်းက ရင်တပတ်ပွဲစဉ်မှာဖူဟန်ကို3-0နဲ့ရှုံးနေထားတဲ့အသင်းမှာပရီးမီယာလီ14ပွဲမှာ3ပွဲသေရ17ပွဲရှုံးနေပါရဲရရဲ့ရလဒ်တွေကဆိုးရွားခဲ့ပါတယ်။ချက်စီနဲ့ပွဲမှာသာရှုံးနိုင်ဘူးအတွက်ပရီးမီယာလီ9ပွဲမရတာ15ပွဲမြောက်ချက်စီနဲ့ပွဲမှာသာရှုံးနိုင်ဘူးအတွက်ပရီးမီယာလီ9ပွဲမရတာ15ပွဲမြောက်ဖြစ်လာမှာဖြစ်ပြီးတော့15ပွဲမြောက်ကစားပြီးတဲ့အချိန်9ပွဲမရတဲ့နှစ်တိုင်းတန်းဆင်းခဲ့ရတာကြီးပါပဲ1980ခုနှစ်16ပွဲဇက်9ပွဲပျောက်တဲ့နှစ်တစ်နှစ်ပဲတန်းတင်ကျန်ခဲ့မှုပါပဲ လက်ရှိမှာ Wolf ကဆယ်ပွဲကစားနှစ်မှတ်ပဲစုဆောင်းထားနိုင်ပါတယ်ဆယ်ပွဲကစားပြီလို့နှစ်မှတ်ပဲရတဲ့အသင်တိုင်း Premier League ကနေတန်းဆင်းရပါတယ်ဆိုတော့ Wolf ရဲ့အခြေအနေသမိုင်းကြောင်းဆိုင်ရာအချက်အလက်တွေရပြီ Premier League ရဲ့လက်ရှိအနေအထားအရ Wolf အတွက်တင်ကြံမှုတော်တော်လေးကိုခက်ခဲနေပါပြီဂျာယန်မှာတော့ Champions League ပွဲစဉ်ဒီ Quarter Back ကို Chelsea တို့တိတ်ရေးတာကစားနိုင်ခဲ့ပါတယ်သို့တော့နိုင်ပွဲတစ်ပွဲကိုတော့ Wolf နဲ့ပွဲမှာအသားအရပြန်ရှာတွေ့သွားဖို့အဆင်သင့်ဖြစ်နေတာပါ ီနှစ်သင်းထိတိုက်တွေ့ဆုံမှုမှာတော့ Wolf ကလည်း Chelsea ကိုဒီဘက်နှစ်တင်မှာအတော်လေးတော့ဒုက္ခပေးနိုင်ခဲ့တဲ့အသင်းမှာသို့တော့မနစ်က Premier League တွေ့ဆုံမှုမှာတော့ Chelsea ကပဲနှစ်ကြော်ပေါင်းရလ9-3နဲ့အနိုင်ရခဲ့တာပါဒီနှစ်သင်းက EFL Cup မှာလည်းမကြသေးခင်ကတွေ့ထားပြီးအချိန်ငယ်ကစားက Chelsea က3-4နဲ့အနိုင်ရထားပါတယ်တယောက်ချင်းတယောက်တီထားတဲ့အသင်းတွေဖြစ်တာကြောင့် Wolf ကိုအတိုင်းအတာတစ်ခုထိလုံးပြနိုင်မယ်လို့ယူဆခြင်းပေမဲ့မဖြစ်နိုင်ပါဘူးကစားသမားအင်အားချင်းကလည်းအတော်လေးကိုကွာခြားနေပါတယ်เชลซีก็ไป3-0ลงเนี่ยนายอยู่ตัวไปเลย ဒါကတော့စနေနေ့ညတနင်္ဂနွေမနက်အထိကစားသွားမယ်ပရီးမီယာလိပွဲစဉ်17ရဲ့ပွဲစဉ်၅ပွဲကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ